ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel ကနေကြိုဆိုလိုက်ပါရနော်။ဒီနေ့မှလည်းဘလူးစံနိုင်ကိုတင်ဆက်ပေးမယ်ဆိုတော့ပရိသတ်များကနားဆင်အားပေးကြပါအောင်ရှင်။ဇလန်းနိမစတကယ်မှကျမတို့ရဲ့ channel ကိုလည်း like subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော်။ကဲဒါဆိုရင်တော့ဇလန်းလေးကိုဆက်လိုက်တော့မယ်နော်။ကြာတော့တော့ကြာချေပြီ။ကြာဆိုရင်တော့နှစ်ပေါင်း80နီးပါးပဲရှိချေပြီလေ။ ဒါပေမဲ့ထူးခြားစမ်းချက်အံ့ဖွဲ့ကောက်တော့အဲ့ဒီဖြစ်ရဆန်းကဒေတာခန်တို့အတွက်မမေ့နိုင်တော့ဖြစ်ရဆန်းမှုပြောစမတ်တွင်ရတော့ဂံမြနယ်ပယ်ဖြစ်ရဆန်းဖြစ်ပါတယ်အချိန်ကာလအဖြစ်1952ခုနှစ်ဦးအောင်နိုင်မှာကလာတန်းရွာကလေးတို့ အစိုးရဆက်မှုလေရဒူဦးစင်းအမှုဖြစ်ခန့်အပ်ဆေးလိုချင်းခံရပြီးပင်လယ်ပြင်ဝေးတီခေါတော့အဲ့ဒီနေရာကလေးကိုရောက်ရှိလာသူဖြစ်ပါတယ် ကလာတန်းရွာကလေးအနောက်ဘက်မှာတော့ဘင်္ဂလားပင်လယ်အော်ကြီးရှိပါတယ်။ကုန်းတွင်းနယ်မြေအမှုစွန်အဲ့ဒီတောင်ပေါ်မှာတော့မီးတိုက်ကြီးရလည်းရှိပါတယ်။ကလာတန်းဆိုတဲ့အတိုင်းအိန္ဒိယနိုင်ငံတိုင်ပိုင်းမှာအိန္ဒိယအနေဝင်ကလာများစုပေါင်းနေထိုင်ကြတော့ရဖြစ်ပါတယ်။အများအပြားရိုးရတလေထုံးစံတိုင်းနတ်ကိုွယ်သူတွေဖြစ်ပါတယ်။တာမီရွာဖြစ်ပြီးအမဲလိုက်သူတွေရှိပါတယ်။ပင်လယ်နဲ့ထိစပ်နေပြီးပင်လယ်ပြင်ထွက်ပြီး ငါဖန်ကြမယ်တန်ငါတွေမှာအများစုဖြစ်ပါတယ်ဗြိတိရှားကိုလိုနီနယ်ချက်ခဲ့ကြတဲ့ကအလေးထားဖြစ်တဲ့အစိုးရအရာရှိဆိုရင် အလုံးမင်းကြောင့်ရရှူတီကြောင့်သူများဖြစ်ပါတယ်အထူးတက်ဖြစ်တနတ်ကိုတေမင်းလိုကြောက်ကြပါတယ်ကလာတန်ရွာနာမှာခြာသောစီမံကိန်းမှု ကလာတန်စီမံကိန်းလို့လည်းခေါ်ပါတယ်အဲ့ဒီကလာတန်စီမံကိန်းမှာ အလုံးသမားပေါင်း100ကျော်ပါတယ်အလုံးသမားများမှာပင်နယ်မှာရရှိသောငါးမြောက်ကတော့ ဟင်းလျာအဖြစ်နေစဉ်စားနေရတော့ကြောင့်စိတ်ပဲငန်းများကို ရှားရရတလို့ဝဲမြူလေးရှိပါတယ်။ဥအောင်နိုင်ကို အရာရှိတရားမို့အလုတမကြီးငယ်မွေဆရာလူခေါ်ကြပါတယ်။ဥအောင်နိုင်ကလည်းမိမိရအရာရှိတရားပဲဆိုပြီးအလုတမတွေပေါ့ကင်းကြတာမျိုးမရှိပါ။သူ့နေရာနဲ့သူနေပါတယ်။အဲ့ဒီချိန်ကအရာရှိများရဲ့လုံခြုံရေးအတွက်အစိုးရမှအဆောင်ချက်များထားပေးပါတယ်။ဒါကြောင့် ဦးအောင်နိုင်ရဲ့အနီးမှာလေလုံချုံနေဦးဖြစ်ရှိပါတယ်။ဦးအောင်နိုင်တို့လိုအရာရှိများကဘူတဲပေါ်မှာနေကြပြီးအလုတမများစုကမိပြတိုက်ခြေထဲမှာနေကြပါတယ်။အချို့ကမိပြတိုက်အနီးနာကဲရန်ရှိဆောက်ပြီးနေကြပါတယ်။ဦးအောင်နိုင်ကစကားပြောပြပါတယ်။မှန်နေထင်ရင်ဘသူမှမကြောက်တတ်တော့စိတ်သက်ရှိပါတယ်။တညာဦးအောင်နိုင်နဲ့ကိုမြင့်အောင်တို့ဆရာတပည့်တွေအလုတ်ကိစ္စတိုင်းမြင်ဆွေးနွေးရင်း လော်တင်းနဲ့လက်ဖက်ကြောင်လေးခတ်ထားတဲ့ရင်းရွှေကြံလေးတောက်လိုက်။စီရွှေဆန်းထားတဲ့ငါချဖုတ်လေးမြည်လိုက်နဲ့အချင်းကိုမမတိကုံသွားပါရဲ့။ကဲကိုမြင့်အောင်ရင်မနှက်ပြအလုဆင်းအောင်ပါဆိုတော့အိတ်ကြောင်ဆိုစက်စနိုင်လဲခွဲပြီ။ကိုမြင့်အောင်ကဦးအောင်နိုင်ရဲ့လက်တော်ကြီးကြပ်ရင်မူတရာခဏလေးနေပါအောင်ဆရာရဲ့ဆေးအောင်ထူးဆန်းလာလေးပြချင်လို့ခမရစကအဆမ်းမလား။ စမ်းဆိုရင်ဒီညလားခွင်ညလေးဟိုးမှမြင်နေရတဲ့လက်ပံပင်ကြီးပေါ်ဆက်နိုင်ထိုးရနေမီးလုံးစင်ကြီးတက်လာလိမ့်မယ်အဲ့ဒါဆရာပြချင်လို့မှန်ပါတယ်ဦးအောင်နန်းတို့နေတော့ဖို့တင်နေမနီမွေးမှာလက်ပံပင်ကြီးတမယ်ရှိပါရင်အဲ့ဒီလက်ပံပင်ကြီးမှာအလွန်ကြီးမားလာတော့တက်တန်းရင်အပင်ကြီးဖြစ်ပါရင်ကိုမြောင်ပြောသလိုပဲ၁၂နှစ်ထိုးပြရတဲ့ကြပြနေလက်ပံပင်ကြီးစီမှာ တရွေတက်လာတော့မီးစိမ်းလုံးကြီးကိုလမ်းမြင်လိုက်ကြပါရင်အဲ့ဒီမီးစိမ်းလုံးကြီးမှာ အဝေးရမြင်ရတာကိုပင်စိမ်းပြောင်နေပါရင်အဲ့ဒီမီးစိမ်းလုံးကဘာလဲကိုမြင့်အောင်ဒါစုံတော့စားရလို့ခေါ်ရေးဆရာရင်ဆရာခုမှမြင်ဘူးတာကျွန်တော်တို့ကလာပြညောင်းလာခွင်ညားတွေပါ မြင်နေရတာဆိုတော့ရိုးနေပါ ਈ ဟာကိုမြင့်အောင်ရကြည်လေပြောပါအောင်အဲ့ဒီလက်ပံပင်နာမှာရှေ့ရွာ ကလာတန်กว่าကလာတန်ဖြစ်နိုင်တာပဲပြောပါกว่าကိုမြအောင်စကားကိုဥအောင်တာလက်မခံနိုင် ကလာတန်တော့ကလာတတ်မော်ဆရာရင်ရွာတွေရတီးမဲဆိုရင်ဆုံးရှိမှတီးလို့ရရလို့ရှေးလူကြီးတွေပြောကြတာဆရာကြားဖို့မှာပါပြီးတော့ကလာရီမှာလည်းမော်ဆရာတို့ဆုံးတော့ရှိတတ်ကြတာပဲဆရာအေးကြားတော့ကြားဖို့ပါတယ်ဒါပေမဲ့အဲ့ဒီလိုဆုံးနေကဝေရှိတယ်ဆိုတာကြုံမယုံ လက်လဲလက်မခံအရင်ကမယုံကြင်လေ အခုယုံလိုက်တော့ဆရာကြီးစုံမျိုးကဝေမျိုးဆိုတာအမျိုးပေါင်း60ဆိုတာရှိတာဥပမာချီစာဆုံးတို့လူတရားပြုစားရဲ့ဦးလျှောက်ဆုံးတို့ဆိုတာလက်တွေ့တကယ်ရှိရဲ့ဆရာဒါဆိုဒီမီးစိမ်းလုံးရောဒီမီးစိမ်းလုံးကချီစာဆုံးပဲဖြစ်ရမယ်သူ့စူးခတ်နဲ့အုပ်ဖန်းရင်ခိုင်းချာခိုင်းလို့ရရဲ့ဆရာ ိုမင်းအောင်စကားဆုံးရင်မယ်ဟုတ်ပြီဒါဆိုကျုပ်ကိုတက်တည်ပြတဲ့နေနဲ့နောက်လာပြကြရင်လက်ပံမစီကျုပ်တို့နဲ့အောင်တွားကြည့်အောင်ကိုမင်းအောင်ပြရတဲ့ဖြစ်သွားပါရင်ဟိတ်တွေဟန်နေနဲ့ပြောနေရမှာဥအောင်နဲ့တကယ်သွားမယ်လို့ပြောတော့ကြောက်သွားလိပါရင်ဟာမတော်ပါနဲ့ဆရာရဲ့အဝေးကမြင်ရပဲကြည်နဲ့ပါဟေးကျွန်တော်ကကြောက်တတ်တယ်ဆရာကရောတွားကြည့်ပြီးဘာလုပ်မှလဲခမရပြောတော့ ဆုံးတော့စားနေမီးစိမ်းလုံးစူးခတ်နဲ့အုပ်ဖန်ရင်ခိုင်းကြခိုင်းလို့ရတယ်ဆိုကျုပ်လည်းမီးစိမ်းလုံးကြီးကိုစူးခတ်နဲ့လက်တွေ့တွားကြည့်မယ်ပြီးတော့ခိုင်းကြခိုင်းမယ်ဆရာကပြောမိတာမားပြီထင်နေမမားပါဘူးဗျာကြောက်လည်းမကြောက်နဲ့ကျုပ်တရားလုံးပါမဲဥစ္စာခမားတာစူးခတ်ကြီးရှထားကဲကဲအဲ့ရောင်ရောက်ကြနေပြီတွားချီတော့ဦးအောင်နိုင်ပြောရင်ပြောသလိုလှုပ်တတ်တာကို ကိုမြောင်တိထားပါရင်နှစ်ယောက်တည်းတော့မတော်နိုင်နောက်ထပ်အဖို့ညာတော့ခေါ်ပြောင်းမယ်လေအစီရဲစုခကရှာထားရသေးတယ်လာပညာရှောင်းမှာတော့ကိုမြင့်အောင်အလုသမားတွေထဲမှာအလုသမားတွေမှာလူငယ်တွေအာကမောင်းတဲ့နေရာဖြစ်တဲ့မောင်အီးနဲ့ညိုကြီးကိုဘိုးတဲမှာခေါ်ထားပါရင်မောင်အီးနဲ့ညိုကြီးကမကြောက်ရဲစင်းတင်လာပါရင်ဆရာကျွန်တော်အင်အားနှစ်ယောက်ထပ်ပစ်လိုက်တယ်ဦးအောင်နိုင်က မောင်အင်းနဲ့ညိုကြည့်ကိုကြည့်လိုက်ပြီးအတွေ့အကြုံရှားတာပေါ့ကွာမင်းခေါ်ချင်ခေါ်ခဲ့လေဒါနဲ့နေလုံးကြီးကွယ်သွားတဲ့တပြနဲ့လာမင်းကြီးရဲ့အလင်းရောက်ကချင်းနှင်းဝင်ရောက်လာပါတယ်လာပညာမို့လက်ပံပီကြီးကိုထင်ရှားမြင်နေရပါတယ်ဆဆွဲငင်ဦးလိုက်တော့ခွေးဥတမ်းများတစ်ချက်တစ်ချက်ထွက်ပေါ်လာပါတယ်၁၂နှစ်တန်ချောင်းခောက်ပြရနဲ့လက်ပံပင်ကြီးစီတို့တရွေ့တက်လာတော့မင်းစင်လုံးကြီးကို ဦးအောင်နိုင်တို့ဆရာတပည့်တွေမြင်တွေ့လိုက်ကြပါတယ်။ဦးအောင်နိုင်ကမိစိန်လုံးကျုံမြင်တာနဲ့ချက်ချင်းလက်ပံပင်စီတို့တုတ်ချေတက်ပါတယ်။ကိုမင်းအောင်တို့တုံးလေနောက်မှထက်ချက်မကလိုက်ပါကြပါတယ်။လက်ပံပင်စီနာရောက်တော့ဦးအောင်နိုင်မိစိန်လုံးကျုံလိုက်ရှာပါတယ်။လက်ပံမင်းတပတ်လေပက်ရှာတာတော့ဘာရေးရမှမတွေ့ပျောက်ချင်းမလားပျောက်သွားပါတယ်။ခုနမှမြင်သေးရဲ့ကွာဘယောက်သွားလဲကိုမင်းအောင် မောင်ဤညိုကြီးော်တေချာရှာစမ်းကွာဥအောင်နိုင်မြင်လိုက်ရပြီးမှရှာမတွေ့တော့စိတ်ထဲမှာမခန့်ချင်းမခန္ဓာဖြစ်သွားပါ ರಿ ကိုမြင့်အောင်တို့လည်းစူးခတ်ကြီးတကန်ကန်နဲ့လိုက်ရှာတော့လက်ပတ်မင်းတပတ်တာပြေးသွားပြီးမိလုံဆိုလို့ပိုးဆုံးကျူလေးလောက်တာမှမမြင်ရတော့ပါဥအောင်နိုင်မကျေနပ်နိုင်၍အထက်ထက်ခါရှာပါ ರಿ သူတပည့်တွေလည်းသူ့လိုပဲရှာကြပါ ರಿ ဆရာကျွန်တော်တို့ရှာလည်းမတွေ့ဘူး အေးငါရှာလည်းမတွေ့ဘူးငါ့ကိုကြောက်လို့နေမှာ အရေးရအောင်မတွေ့ရတော့တပွဲတလန်ထက်တွေ့ချင်သေးတယ်ကွာမတွေ့ရပဲကောင်းပါလေဆရာရေကိုမြင့်အောင်ကတော့မတွေ့တာဝမ်းသာနေပါ ರಿ တွေ့များတွေ့ရင်တော့လက်ပြလွင်သွားမှသိကြပါ ರಿ ဦးအောင်နိုင်ကတော့မတွေ့ပဲလှည့်ပြန်လာတာကိုမကြည့်နဲ့ပါနောက်ပိုင်းမှာတော့လာပြီလာခွင့်ညာရောက်တိုင်းလက်ပံပင်ကြီးစီမှာမီးစင်လုံးကြီးက နောက်ထပ်ပေါ်ထွက်လာခြင်းမရှိတော့ပါအလုတ်ထဲမှာဆက်ညစ်ထားတာကြောင့်ဦးအောင်နိုင်လည်းမီးစိမ်လုံးကြောင့်မေးသွားလိပါ၏ဦးအောင်နိုင်လျှောက်ခဲ့တဲ့ကငါဟင်တလေငချောင်းတလေစားနေရတာမို့ကြတော့ညင်းဝင်လာပါ၏ဒါကြောင့်အလဲပြောင်းလေးဖြစ်အောင်ဟင်းစားရှာရန်ကလာတန်းရွာလေးတို့လုံချိုရင်နှစ်ယောက်နဲ့သူထွက်လာခဲ့ကြပါ၏ရွာထဲဝင်ဝင်ချင်းကလာတန်းရွာသားတို့ကိုကိုွက်တော့နတ်ရုပ်ကြီးကိုတွေ့လိုက်ရပါ၏ အဲ့ဒီနှဲ့ယုတ်ကြီးကိုဥအောင်နာမျက်စိထဲမတွေ့အဲ့ဒီကြောင့်ရွာထဲမှာနှဲ့ယုတ်ကြီးကိုရွှေခမ်းလိုက်ပါတယ်ဒါကိုကလာတန်းရွာသားတို့မကျေနပ်မကျေနပ်တော့လေဥအောင်နာကိုအရာရှိတယောက်မို့မပြောဝင်ပေးပါသို့တော့မကျေနပ်ကြောင်းအမှုရာတွေကမျက်နှာပေါ်မှာတိတာကြီးပေါ်နေနေပါတယ်အဲ့ဒီခက်ကအရာရှိဆိုရင်ကြောက်နေရတော့ဗီဒီယိုဂရက်ဖြစ်နေပြီမပြောရကြပါဥအောင်နိုင်က ကလာတန်ရွာသားတွေပဲလှည့်ပြီးကျုပ်ကိုကြက်တကံလောင်ရှာပေးစမ်းမအလကားတောင်းတာမဟုတ်ဘူးနော်ပက်ဆက်နဲ့ဝဲမှာရွာထဲမှာကြက်လည်းမရှိဘူးရှိလည်းရှာမပေးနိုင်ရွာသားတယောက်ကထပြီးမကျင်တတ်တဲ့လေတန်နဲ့ပြန်ပြောလိပါရီဦးအောင်နိုင်ဒေါသဖြစ်သွားပြီးဘောင်းမီအိတ်ကတ်ထင်မှအတင်းဆောင်ထားတော့ငားလေးကြောက်စုခွေကိုထုတ်လိုက်လိပါရီဦးအောင်နိုင်ဖဲသွားသွားငားလေးကြောက်စုခွေကို အမဲဆောင်ထားတတ်ပါ रे ငားလေးကြောင့်နဲ့ရှားလိုက်ရင်လူကိုရဆွဲသလိုဖြစ်ပြီး အပြားပိုင်းမှာပါသောဆူလင်းများကအသားလေးကိုပင်ဖောက်ထွက်သွားနိုင်ပါ रे ငားလေးကြောက်ကိုမြင်တော့ကလာတန်ရှားသားတွေလမ်းကုန်ကြပါ रे ရှားသားတယောက်စက်တကောင်ယူလာပေးပါ रे ဒီမှာပက်ဆန်စက်ကိုတခါလေးချက်ပေးပါဦးအောင်နိုင်ကတလန့်စားရခိုင်းပါ रे ကျုပ်တို့ကမအောင်ဒါကြောင့်ချက်မပေးနိုင်အောင် ်ခမရစားခြင်းနဲ့ဆိုရင်ရွာလျောက်ဦးထွန်းလို့နဲ့ဒေါ်ကြရွံ့တို့ရောသွားချက်ခိုင်းဦးအောင်နိုင်လည်းခက်ပြက်ပြက်အရာရှိဆိုသောစိတ်ကဘဝင်လေဟတ်နေရမို့သူတို့လေတန်တိုင်းဆက်ဆံပါရင်ရရင်လမ်းသာညွှန်လိုက်ဦးအောင်နိုင်တို့ကို ရွာသားတယောက်ကလိုက်ပို့ပါရင်ပြို့ဦးထွန်းလို့ဒီမှာဧည့်သည်ပါတယ်ပြို့အသားညွညွအရက်တတမောင်မောင်နဲ့လူကြီးသူအင်လီထဲမှာထွက်လာပါရင် အင်းလေးတို့သာဆိုရတာခဏနေခဏနေတဲတတာအင်္ဂလိပ်ပါဘာကိစ္စရှိလို့လဲဒီရဆရာကြီးကစက်တာစားချင်လို့တဲ့အဲ့ဒါခမချက်ပေးလိုက်အောင်လိုက်ပို့တဲ့ဂျွာသားကဥထုံလူလက်ထဲကိုစက်တကောင်ထည့်ပေးပြီးပြန်သွားလိုက်ပါတယ်ဥအောင်နိုင်ဥထုံလူကိုစီးဆက်ကြည့်ပြီးစူးစမ်းလိုက်ပါတယ်တဆိတ်ကိုထုံလူခမကလားနဲ့မတူသလိုပဲ ဥအောင်နိုင်စိတ်ထဲရှိရာကိုပြောချလိုက်လိုက်ပါတယ်။မတူဆိုဆရာရင်ကျွန်တော်တို့လင်မြဗမာတိုင်းသားရရကိုပြဒီကလာတဲ့ရွာထဲမှာဗမာတိုင်းသားအိမ်ဆိုလို့ကျုပ်တို့လင်းငိုင်းမယ်ရှိတာမတက်ကြီးပြောနေရတာအားနာဆရာကြီးအိမ်မော်တက်ပါအောင်ဆရာဥထုံတို့ခေါ်တာနဲ့ဥအောင်နိုင်တို့တုံးရောက်အိမ်မော်တက်လိုက်ကြပါတယ်။အိမ်မော်ရောက်တော့ကျမ်းမြေမော်ငုတ်တို့ထိုင်ကဆေးလေးတောက်နေတော့ မင်းမကြီးတယောက်တွေ့လိုက်ရပါတယ်။အိုးအောင်နိုင်ကအဲ့ဒီမင်းမကြီးကို စစ်စစ်ကြည့်လိုက်ပါတယ်။ဆပင်ဟာဖားလျားချထားပါတယ်။မျက်လုံးကပြူပြူသွားခွက်ခွက်ကအဆွေတွေထွက်နေသလိုပုံမြင်နေရဆုံးမကြီးလားအောက်မရပါတယ်။အဲ့ဒီမင်းမကြီးကတော့သူ့စလိတ်ကိုတောင်းမြဲတောက်လျက်အိုးအောင်နိုင်တို့ကယူမဆိုင်။ဆရာ၊ तू ကကျွန်တော်မင်းမဒေါ်ကြရင်လို့ခေါ်ပါတယ်။ကိုထွန်းတို့က သူ့အမျိုးသမီးနဲ့မိတ်ဆက်ပေးပါရီဆရာကျွန်တော်ကြက်သားရင်ချက်ခိုင်းမယ်ဆိုရင်အသေးနဲ့အမြင့်ကို ကျွန်တော်မိမအတွက်ထားခဲ့ရလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မိမဆုံးမမှုလို့ပါဆရာလို့လက်ပံပေးတော့မှတွေ့ရဲ့မိလုံးကကျွန်တော်မိမပါပဲဦးအောင်နိုင်မခံချိမခံတာဖြစ်သွားပါရီဒီမှာဦးထွန်းလူခမစင်စားပြောပါကြက်တကမှာအကောင်ဆုံးအောင်အသေးအမြင့်ပြအကောင်ဆုံးတော့ ကျုပ်မပေးနိုင်အောင်ခမရမိမပါတာစုံမမကလို့ကဝင်မပဲဖြစ်ဖြစ်ကျုပ်ကယူမဆရုံစားချင်အသေးမြတ်တော့မရအောင်ခြေရောင်းနဲ့ခေါင်းမဲရမယ်ကဲကိုထွန်းလူကျုပ်အချင်းတိတ်မြအောင်မြန်မြန်ချက်ပြီးတော့ကျုပ်တို့အိမ်ပေါ့ဝါမှာပဲထိုင်ဆောင်နေမယ်ဦးအောင်နိုင်စုံမကြီးတော်ကြာရှိမှပေါ်တင်ပြလိုက်ပါရင်ဦးအောင်နိုင်ပါပြပြစုံမကြီးကငရေပင်မကြည့်ပါ အိမ်ပဝနာလျှောက်တော့ဦးအောင်နိုင်နဲ့ပါလာတဲ့လုံချိုရင်းယောက်ကဆွေးကြည့်နေမှထွက်နေပါလိမ့်ဆရာတတိရှိလိုက်တာကျွန်တော်တို့ကဘယ်ချင်းပါထားလို့မလဲဆိုပြီးကြောက်နေရမင်းတို့ကလေတနက်တွေပါရတဲ့နေ့ကြောက်နေရလားကြောက်တယ်တော့ဘယ်ဟုတ်မလဲဆရာရင် သူ့မိမဆုံးမပါလို့ဖွင့်ပြောတော့လန်သွားတာပေါ့လန်မနေနဲ့ငါတိုင်းအယုံကြည်မရှိဘူးဦးအောင်နိုင်ကစက်သားဟင်းတွေကိုလည်း ဦးထွန်းတို့အိမ်မှာကြံ့ငါပြီးထဲလာလိုက်ပါရီကျိုင်းကသုံးဆင်ကျိုင်းဟင်းမှာအသေးမြေပေါင်ပေါင်ဆစ်ဆစ်လိုက်ပါရီကျေးဇူးပဲကိုထွန်းလူကျုပ်တို့ခွင့်ပြုပါအောင်အော်ဆရာတတိယထားပါစက်သားကြောင့်တကောက်ကြရနဲ့ကျွန်တော်မိမလာယူပါလိမ့်မယ်ကိုထွန်းလူကျုပ်ကို၆ညာတော့မဟုတ်ပါအောင်နော်ကိစ္စမရှိဘူး၆တိုင်းကြောက်တဲ့လူတွေမှာကျုပ်တို့မပေါအောင်တက်တဲ့ရှင်လာယူလိုက် ကျုပ်မစားပဲထားလိုက်မယ်။ကျုပ်ကလည်းတပွဲတလန်တွေးချင်မှသေးတယ်။ဥဝနိုင်ပြောဆရာရှာကိုဖွဲ့နေမနေတက်တက်ပင်ပြောချလိုက်ပါရင်။အဲ့ဒီချိန်တစ်ချိန်လုံးတတိစိတ်နဲ့စေးလက်ကြီးဖွာနေတော့ဒေါ်ကြောင်ကဒီမှာကောင်းလေ။မင်းဟာမင်းအရာရှိကြီးဖြစ်ဖြစ်ဘာဖြစ်ဖြစ်ပေါ့ကွယ်။မင်းအတော်ငယ်သေးတာပင်အသက်ကိုပြောတာမဟုတ်ဘူးနော်။မင်းရဲ့အတွေ့အကြုံနဲ့ အမှုအချက်တွေကိုမြင်ပြီးပြောတာကွယ်လူတွေမှာသူ့ယုံကြည်ချက်တဲ့သူသူ့ကိုယ်ခွင့်အားထားမှုနဲ့သူရှိကြတယ်ကွယ်အဲ့ဒီယုံကြည်မှုကိုယ်ခွင့်အားထားမှုတွေကိုမင်းအသက်ရှင်နေပြီးတာဝန်ထမ်းဆောင်သွားခြင်းနဲ့ဆိုရင်နှောက်ရဖြည့်ဆည်းခြင်းမပြုပါနဲ့ကွယ်ဆုံးမကြည့်လို့သူ့ယောက်ျားဦးထွန်းလူကပေါ်ပေါ်တင်ပြောခဲ့တော့ဒေါ်ကြာယုံကြည်ကအရာရှိဖြစ်ကစားဦးအောင်နိုင်ရဲ့စကားတွေကိုဒေါသမထားပဲ ခတ်အေးပင်တုတ်ပြန်လာ၍ဦးအောင်နိုင်တကယ်ပင်စုံးမကြီးမှာဟုတ်ပါလေစားလို့ဒေါ်ကြောင်ကြီးအောင်တန်တရားဝင်သွားခဲ့ရပါသည်။ဒါမှဒေါ်ကြောင်ကြီးပြောသလိုအရွေးအငဲသေးတော့ထူးဆန်းနေဆိုရင်တော့စံသက်ကြည့်ချင်တော့ဆရာကလွှမ်းမိုးထားတာပေါ့။အကြောင်းရင်မရှိခဲ့ညနေစာစားချိန်ရောက်တော့ဦးအောင်နိုင်စက်သားရင်ကိုခြံထားလိုက်ပြီးတပည့်တွေလာဖို့တော့စိတ်သားဟင်းဖြင့်ထမင်းဆက်လိုက်ပါသည်။ နေလျာကြောက်သွေးခဲ့ရတော့ဆုံးမကြီးထောချောင်းအောင်ကိုကိုမြင့်အောင်နဲ့ရှင်ကြီးရတော်တပည့်ချုပ်ကို ပြောပြထားပါရင်ဒီညဆုံးမဖမ်းမမို့လူအင်အားလည်းတိုးထားပါရင်ညာဘတ်စောစီအဲ့ရန်ပြင်းတော့ဥအောင်နိုင်စက်သားကြောင်ရှုပ်ပြီးမိမိအိတ်တဲ့ဂရင်ရဲ့ခေါင်းဘက်တန်ခိုင်းမှာကျင်းနံကျိုးရီအထက်ထက်ရှိပတ်ပြီးဈိုင်းနဲ့တန်ခိုင်းတွဲချီတလို့လှုပ်ထလိုက်ပါရင်ဈိုင်းကိုတော့ဆောင်ဆွဲဖြုတ်ကြည့်ပါရင်ဈိုင်းက တန်ကိုင်းနဲ့တွဲချီထားသူလိုလှုပ်ထားတာမို့တော်ရုံဖြုံမရဥအောင်နိုင် စိတ်တန်းကြဖြစ်သွားပြီဆိုမှအိတ်ဖို့ပြန်ပါရင်ညာဘက်အိတ်ရင်ဥအောင်နိုင်ကဂလေးဘမအိတ်ပြီးတပည့်များကစမ်းပြပေါ်ဖျားခင်းပြီးတော့အိတ်ကြလီပါရင်လူအင်အားတိုးထားတော်လေအလုတ်ပင်မသောကြောင့်အလုတ်သမားတွေတခုခုတခါခေါ့အိမ်မောကြကုန်ပါရင်ဥအောင်နိုင်ကတော့မအိတ်နိုင်တိုင်ကနိုင်ကြီးစီတို့တောင်မျက်လုံးကရောက်နေပါရင် ဆက်တနားထိုးပြီးအချိန်သိမ့်လို့တော့ကိုမြင့်အောင်ကိုလှမ်းကြည့်လိုက်ပါ रे ကိုမြင့်အောင်လည်းမအိပ်သေးကိုအောင်နိုင်နဲ့တွေ့ပြီးမှကိုမြင့်အောင်တက်တီတွေရှိလာပါ रे ဆရာဦးအောင်နိုင်ကိုစုံမဖမ်းဖို့ကိုညီချင်ပါ रे တိုင်ကတ်နိုင်မှာဆက်နှစ်နိုင်ထိုးတန်ကိုကြားလိုက်ကြနေတပြားနဲ့လေကားမှတစုံတူတက်လာတဲ့ခြေတန်ကိုဦးအောင်နိုင်နဲ့ကိုမြင့်အောင်ပါ ကြားလိုက်ရပါ रे တရအပေါ်ပါသွားပြီးပြန်လာလာလား ဒါမှမဟုတ်တခုလားဒါမှမဟုတ်စုံမကြီးတော့ကြာရုံလားဝေခွဲမြဖြစ်နေချင်းခြေတံကလက်ကားထိနေမှာပဲပျောက်သွားလိပါရင်ဥအောင်နိုင်ကငားလေးကြောက်စုခွေကိုအနားမှာထားလိုက်ပါရင်ကိုမြင့်အောင်ကနှစ်တလက်မှတသားချကြီးကိုယူပြီးခြေရင်းနားမှာထားလိုက်ပါရင်ကြောက်တတ်တဲ့တပည့်ကြီးအခုတော့လေအားကိုရတာကိုအောင်နိုင်ကနောက်ထပ်ပေါ်လာမယ့်တံကိုနားဆွနေစဉ်မိမိရဲ့ခြုံဆောင်ပေါ်သို့ အကောင်တကောင်တက်လာသလိုခံစားလိုက်ရပါတယ်။ဦးအောင်နိုင်ကသတိအနေထားနဲ့စောင့်နေလိုက်ပါတယ်။ခြေထောက်ကနေစပြီးတရွေ့ရတက်လာတဲ့အကောင်ကဘိုက်ပေါ်အရာမှာဦးအောင်နိုင်ခေါင်းထောင်ကြည့်ပါတယ်။အာလာလာတတနဲ့တကူတခါမှမမြင်ဖူးတဲ့အေးရမကင်းချီများခြင်းစောင့်အမြန်ခွာချပြစ်လိုက်ပါတယ်။ခွာချလိုက်တဲ့စောင့်ကအလုသမားရီထံကြာသွားတော့အားလုံးဝရုံတုံးကဖြစ်ကုန်ပါတယ်။ ဘာကြည့်လဲဘာကြည့်လဲဆရာကင်းချင်များကြီးကွာကင်းချင်များကြီးခြားကွာခြားခြားဘယ်မှာလဲဘယ်မှာလဲအလုသမားတွေအခန်းထဲပိုက်စိတ်တက်လိုက်စားကြပါလိမတွေ့ဘူးဆရာဟုတ်ရဲ့လားကွာတေချာရှာစမ်းမအောင်အကောင့်ကျအကြီးကြီးပဲဥစ္စာလုံးပတ်တောင်ငါးလက်မလောက်ရှိရင်ဥစ္စာတွေ့လိုက်တော့တစ်ချက်တည်းပဲငါးတက်တဲ့နဲ့တကူဒါပထမဆုံးမြင်ဖူးတာပဲ ဒါများစရာရဲ့ထားရပြည့်ရောပေါ့အောက်ကိုခါဆက်လိုက်တော့ရှာလို့ရမတွေ့တော့မလားအေးငါလည်းရုတ်တရက်ဆိုတော့ငါလည်းကြောက်တောင်ကန့်ချင်မရလိုက်ဘူးကင်းချင်များကိုဘလို့ရှာမတွေ့ရောဒါပေမဲ့ဥအောင်နိုင်ကောင်းရင်မှကျေနံချူအထက်ထက်ချီပြီးချိန်ထားတယ်စက်သားချကြီးကတော့ပြောင်းချင်မလားပြောက်သွားခဲ့လေပါရင်ဆရာဆရာကြမ်းချင်မရှိတော့ဘူး ကင်းချင်မြောင်ရှာရန်အာယုံရောက်နေတော့တပည့်ရင်းဖြစ်သောကိုမြောင်ရဲ့တန်ကြောင့်ဦးအောင်နိုင်မှသူ့ကြက်တိုင်းထဲတဲ့တန်ကြိုင်ဆွဲထားရာဘက်သို့လှမ်းကြည့်လိုက်ပါသည်တကယ်ပင်ကြက်တိုင်းထဲသာသောတန်ကြိုင်မှရှိမနေလားပါသူ့အခိုင်မှချီတုပ်ထားသောကျေးနံကျိုးခွေသာကျန်ရခဲ့ပါသည်ဦးအောင်နိုင်မှကိုထွန်းလူရဲ့မိမဆိုသောဆုံးမကြီးတော်ကြုံရဲ့အယုတ်ဆူဆူမျက်နှာကြီးကိုကွက်၍မြင်အောင်နေမိပါသည် ပြီးတော့ဆုံးမကြီးတော့ကြာရောပြောလိုက်တော့စကားများကိုလည်းနားထဲမှာအတိုင်းသားပြန်ပြီးကြားရောက်နေမိပါတယ်ဒီမှာကောင်းနေမင်းဟာမင်းအရာရှိကြီးဖြစ်ဖြစ်ဘာဖြစ်ဖြစ်ပေါ့ကွယ်မင်းဟာအတော်ငယ်သေးတာပဲအသက်ကိုပြောတာမဟုတ်ဘူးနော်မင်းရဲ့အတွေ့အကြုံနဲ့အမှုကျင့်တွေကိုမြင်ပြီးပြောတာကွယ်လူတွေမှာသူ့ယုံကြည်ချက်နဲ့တူသူ့ကိုယ်ကွယ်အားထားမှုနဲ့တူရှိကြတယ်ကွယ် အဲ့ဒီယုံကြည်မှုကိုးကွယ်အားထားမှုတွေကိုမင်းအသက်ရှင်နေပြီးတာဝန်ထမ်းဆောင်သွားခြင်းနဲ့ဆိုရင်နှောက်ရှက်ဖြစ်စီခြင်းမပြုတ်ပါနဲ့ကွယ်အဲ့ဒီစကောက်ကြားရပြီးနောက်တယူတန်စိန်ကြီးမနေတော့ဦးအောင်နိုင်မှသူ့ရှုံးသွားဖြစ်ကြောင်းနားလည်လက်ခံလိုက်ပါတယ်သို့တော့လက်တွေ့သမားဖြစ်သောဦးအောင်နိုင်မှနောက်တနေ့မှာတော့လုံကျွေးနှစ်ယောက်နဲ့သူလူရင်ဦးမြအောင်ခေါ်လျက်ကလာတန်းရွာဘက်သို့ ထွက်လာခဲ့ပြန်ပါတယ်။ကလာရီနေတော့ရွာဦးထိပ်မှာရမန်နေကသူ့ဆုပ်ပြန်ခိုင်းခဲ့တော့အယုံစစနဲ့ရောက်ကြည့်ပြန်အောင်နေအောင်တွေးရပါတယ်။သို့တော့သူကရွာသားတွေကိုဆုံးဖြတ်ခါချင်းမပြူတော့နဲ့ရောက်ကြည့်ရှေ့မှဖြတ်ပြီးသူ့ချက်သားရင်ချက်ပေးခဲ့တော့ဦးထွန်းလူနဲ့ဆုံးမကြည့်ဒေါ်ကြောင်ရောင်အိမ်ဘက်သို့ဦးတီလျက်ရှောက်လန်းလာခဲ့ပြန်ပါတယ်။ဦးထွန်းလူအင်းရှင်မြေခွက်လက်မှာထွက်ပြီးနီးပြနေရကို အစင်တင်တွေ့ရတာကြောင့် ပြောဦးထွန်းလို့ခမားတို့ကြိုက်ပြန်ရပြီမဟုတ်လားရပါပြီဆရာကြီးကျုပ်တို့တရေကိုလုတ်ကိုလုံးကြတာပဲဗျာဒါဆိုရင်ပြီးတာပါပဲဗျာကျုပ်ကကြိုက်ပြန်ပြရင်ကြိုက်စားပြန်ပြီးမလို့လာတာပါဦးအောင်နိုင်က ကလာသန့်ရွာပိုက်ပြီးအချိန်ကြီးပြီးစကန်းတို့ပြန်လာခဲ့ပါရင်နောက်ပိုင်းလာပြီလာခွေညများမှာဘူတဲနဲ့မနေမဝေလက်ပံပေးကြီးမှာ စုံမီမီစိန်လုံးကြီးစင်းချီတက်ကြီးမျက်နှာတော့ခါဦးအောင်နိုင်မှာစုကတ်ရှာပြီးဖန်းစီရန်ပြောတော့ချီ1952ခုနှစ်အပါဦးအောင်လိုင်းစက်မှုလေယာဉ်ဦးစီးပွားဖြင့်တွေးကြုံခဲ့ရသောဖြစ်ပျက်တွေကိုခန်းစာရေးဖွဲလိုက်ပါတယ်ပရိသတ်များရှင်အခုတင်ဆက်ပေးရစံလေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီနားဆင်အားပေးကြတဲ့ပရိသတ်များလုံး ိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။နောက်နေ့မှလည်းဘလူစံလေးကိုတင်ဆက်ပေးမယ်ဆိုတော့ပရိသတ်များကနားဆင်အားပေးကြပါအောင်နော်။ကျမတို့ channel လေးမှာတင်ဆက်ပေးနေတဲ့စံလေးမြောက်နားဆင်ရင် ပရိသတ်များအလုံးဘဝမောများပြပြောင်းနိုင်ကြပါစေလို့ကျမတို့ channel လေးမှာစုတောင်းမြတ်တာပို့တက်လိုက်ရပါတယ်ရှင်။ကဲနောက်နေ့မှပြန်ဆုံတွေ့မယ်နော်။ Bye bye.